ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ။စကားပြင်းတဲ့များအားလုံးပဲမင်္ဂလာပါများ။ ဒီဟာဒီအင်္ဂလန်ပရီးမီးယားလိရဲ့ဥရောပဝင်ခွင့်အတွက်အပြိုင်ဖြစ်နေတဲ့အကြောင်းကိုကျွန်တော်နဲ့တူအားကစားကြောင်ရှင်ဖြစ်တဲ့ကုရင်ရင်ကသုံးသပ်ပြောဆိုပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာကုရင်ရင်မင်္ဂလာပါဗျာမင်္ဂလာပါဦးရင်ဟုတ်ကဲ့ပါဒါနောက်ရာသီတွေဥရောပဝင်ခွင့်အတွက်ကတော့ဒါအင်္ဂလန်ပရီးမီးယားလိမှာတော့တော်တော်လေးပြိုင်ဆိုင်မှုပြင်းထန်နေပါတော့အဆင့်3နေရာကနေအဆင့်9လောက်ထိဟိုမှာရမှတ်ကလည်း၄မှတ်လာပဲကြီးမြောင်းနေဆိုတော့အရင်ဆုံးဒီချန်ပီယံလိဝင်ခွင့်အတွက်ပေါ့နော်ဒီကြံနေတဲ့3နေရာနဲ့ပတ်သက်ပြီးတော့ဒါကုရင်ရင်ခန်းသားကြလေးရင်းစပြောပြီးပါ ခန္ဓာချက်လေးပြောမယ်ဆိုဒီ Premier League တခုလေးတော့မဟုတ်ဘူးဟုတ်ကဲ့ Serie A မှာဆိုရင်လည်းတကယ်ကိုပဲ competitive အရင်ဖြစ်တယ် Serie A မှာအဆင့်1နဲ့3ပေါ့လေအဆင့်1ကတော့အပြိုင်နေရတော့အဆင့်3ကတော့အတ္တရဏဖြစ်ဖို့တည်ကြွားသွားပြီအဲ့မှာအဆင့်4ကနေဒါ Champion League ဝင်ဝင်တိုက်ရိုက်ရမယ် Serie A ကတော့ဒါအဆင့်4ထိပဲရမှာဟုတ်ကဲ့အဲ့ဆိုတော့အဆင့်4နေရာအတွက်ကပြိုင်နေရတာ Juventus ပြိုင်နေရတယ် Roma ပြိုင်နေရတယ် Lazio ပြိုင်နေရတယ်နောက်ထပ်ဒီ Bologna ပြိုင်နေရတယ်၄သင်းပြိုင်နေရတယ်ကျန်သားကျော်တနေရာလည်းပဲကျန်တယ် တနီယာလည်းပဲကြံတဲ့အချိန်တွေမှာဒါချန်ပီယံလိဝင်ခွင့်အတွက် Serie A ရဲ့ပြိုင်ဆိုင်မှုကလည်းအရန်ကိုကောင်းတယ်။နောက်တော့ဒီပြည်သိလီကူဆိုလည်းဒီတိုင်းပဲပြည်သိလီကူမှာဆိုလည်းဒါလက်ကျန်တနီယာပေါ့လေပြည်သိလီကူ3အဆင့်3ပြီးအဲ့တော့ဒါရိုက်အဖြေပေါ်ပါအဆင့်4နေရာအတွက်ကြီးလိုက်တော့လည်းအဆင့်4နေရာအတွက် Lily တို့ Nice တို့ဒီအသင်းတွေကအပြိုင်ဖြစ်နေတာပေါ့နော်ဥရောပပြိုင်ပွဲတွေမှာကြီးလိုက်တော့တော်တော်ကြီးကိုပဲဒီလာမယ့်ရာသီ Champion League တို့ Europa League တို့ Conference League စသဖြင့်ဒီဥရောပဝင်ခွင့် တွက်ညှော်လင့်စရာတွေကတော့တကယ်ကိုပဲအကျိတ်နဲ့ရှိတယ်။အဲ့ဒီမှာပရီးမီးယားလိကလည်းဒါအားလုံးဒီအတိုင်းပဲပေါ့နော်။ဒါအမတ်ကွာမှုကတကယ်ကိုပဲချင်းမြောင်းနေ။အစ်စ်နှစ်နေရာရနေပြီလို့အားလုံးကတတ်မှတ်ထားကြတယ်။အာဆင်နယ်အသင်းတော်မှာအခုကအစ်စ်နှစ်နေရာရဖို့ဆိုရင်အနည်းဆုံးတော့တပွဲလောက်တော့နိုင်ဖို့လိုနေတော့တပွဲနိုင်ဖို့လိုတဲ့အနေအထားဖြစ်လာ။ဒါလည်းအာဆင်နယ်ကဒါဒီနောက်ပိုင်းမှာကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာရမတ်ဆိုရှယ်မှုတွေများလာတယ်။ပရီးမီးယားလိနောက်ဆုံး6ပွဲမှာတပွဲပဲနိုင်တယ်။ဒီအနေအထားကြောင့်ဒါပန်းဝင်မှာတော့အာဆင်နယ်ကနည်းနည်းလေးရိုင်လာတဲ့အနေအထားမျိုးရှိတာပေါ့။ဒါတို့အဓိကတော့ကိုလို့ဒါကြည့်ရမယ့်အချက်က ဟိုဟိုဒီအကြောင်းပြောအမှန်တမ်းပြောမှဆိုရင်ဒါဆိုရင်နှစ်ခေါက်ဒါနှစ်ခေါက်သုံးခေါက်တော့ရှိဥရောပဝင်ခွင့်အကြောင်းပေါ့ဒါပေမဲ့မတူညီတဲ့အခြေအနေဖြစ်နေတာဟုတ်ဟိုပထမပြောတဲ့အခြေအနေမှာဆိုရင်ဒါအင်္ဂလန်အသင်းက၅သင်းရောက်ဖို့တော့မသိကြသေးဘူးဟိုနဲ့စီစဉ်နေအဲဒီကောလေဥရောပဝင်ခွင့်အကြောင်းဟိုပြောသေးရေဟုတ်ကဲ့အဲ့ပြောတဲ့အခြေအနေမှာတော့ဒါပရီးမီးယားလိဂ်က၅သင်းရောက်ဖို့တော့မသိကြအခုက၅သင်းရောက်ဖို့သိကြတဲ့အပြင်6နေရာရောက်ဖို့ကသိကြသွားပြီဘာလို့လဲဆိုတော့ယူရိုပါလိချန်ပီယံ sorry ယူရိုပါလိဘလူးဘွဲရောက်အသင်းနှစ်သင်းလည်းပေါ်ထွက်လာပြီပေါ်ထွက်လာတဲ့အသင်းနှစ်သင်းကလည်းဒါပရီးမီးယားလိဂ်မှာ ဒီဘယ်လိုပြောဥရောပဝင်ခွင့်နဲ့အဝေးမှာဖြစ်နေတဲ့အဆင့်15 16စက္ကန့်စသဖြင့်ပေါ့နော်အဲ့ဒီနေရာမှာရောက်နေတဲ့ Manchester United နဲ့ Tottenham Hotspur တို့ဖြစ်နေတယ်အဲ့အတွက်ဒါ extraordinary လည်းထပ်ရမယ်ဆိုတော့ Premier League ကလာမယ့်ရာသီကိုဒါဝင်ခွင့် Champions League တစ်ခုထဲမှာလည်း6နေရာ6နေရာထိဟုတ်6နေရာရမယ်ဆိုတော့အဲ့အတွက်အခုဒါပြောစရာဖြစ်သွားတာကဒီအဆင့်ခုံကတော့ဒါရှင်းရှင်းနေပဲအဲ့အတွက်အဆင့်ခုံက Europa League ရမယ်အဆင့်၈ကဒါပုံမှန်ဆိုရင်အဆင့်၈ကလည်း Europa League ကိုသူက Playoff ကနေကစားရမယ် ဒါပေမဲ့ဘာပြဿနာရှိလဲဆိုတော့ဒီ FA ဖလားပြိုင်ပွဲမှာကျတော့ Crystal Palace ကဥရောပဝင်ခွင့်နဲ့နည်းနည်းအလန်းဝေးတဲ့နေရာမှာရောက်နေတယ်။ Europa League ဝင်ခွင့်နဲ့အလန်းဝေးတဲ့နေရာမှာရောက်နေတဲ့အတွက်တကယ်လို့ဒါဒီရှေ့တစ်ပတ်ထဲမှာကစားမဲ့ Manchester City နဲ့ Crystal Palace တို့ရဲ့ FA ဖလားပွဲစဉ်မှာ Crystal Palace ကနိုင်သွားမယ်ဆိုရင်အဆင့်ရှစ်အသင်းကဒါ Conference League ပဲရအောင်မယ်။အဆင့်ခွန်ဒီရှစ်နေရာမှာကျတော့ဒါ FA ဖလားဘိုလူပွဲဒါ Palace က Champion ဖြစ်သွားမယ်ဆိုတော့ Palace က ယူရိုပါလိမပါလိရောက်သွားမှာအဲ့အတွက်အဆင့်ခွန်နေရာမှာကကြတော့ဒါ confidently ရောက်သွားမှာပေါ့လေနောက်တစ်ခုကဒါပြောစရာရှိတာကကြတော့ confidently မှာလည်းဒီဒီယာဒီမှာက confidently ဘူလူဝဲကို Chelsea ကတက်ထားတယ် Chelsea ကလည်းဘူဆွဲသွားခဲ့မယ်ဆိုရင်ဒါဘယ်လိုပြောမလဲယူရိုပါလိဝင်ခွင့်အတွက်ဓာတ်ရိုက်ရတယ်ဆိုတော့ဒီရှုပ်ထွေးတဲ့အခြေအနေတွေကြောင့်အကိုတို့ကဒါကိုနောက်တစ်ချိန်ထပ်ပြောမှာမှန်ကန်ပြောနေတာပေါ့လေအဲ့ဒီထက်မှမှပူပြောမှဒါစိတ်ဝင်စားစရာကောင်းတာကအကိုတို့ဒါအဆင့်နှစ်ကနေ အဆင့်9အတွင်းအသင်းတွေရဲ့အမှတ်ကွာဟောင်းကအရန်ကိုချင်းမြောင်းသလိုအဆင့်ဒီ၈ကနေအဲ၁၂နှစ်ဖြစ်မိတယ်အဆင့်၈ကနေ၁၂နှစ်အတွင်းအသင်းတွေကလည်းရမှတ်ကွာဟောင်းကိုတော်တော်ကိုချင်းမြောင်းနေတယ်အဆင့်၈နေရာကဘာကြောင့်လူရလဲဆိုတော့တကယ်လို့ FA ဘလားဘူလူပွဲစဉ်မှာမန်ချက်စတာစီးတီးကနိုင်သွားခဲ့မယ်ဆိုရင်တော့အဆင့်၈အသင်းက Conference League ဝင်ခွင့်တနည်းအားစားရမယ်ပုံမှန်ဆိုရင်တော့ Conference League ဝင်ခွင့်ကိုဘယ်အသင်းကိုပေးလဲဆိုရင်တော့ကာဘောင်ဖလားမှာပူဆွဲတဲ့အသင်းပေါ့လေဥပဒါဒီရာသီမှာကာဘောင်ဖလားမှာပူဆွဲထားတဲ့အသင်းက Newcastle United ကပူဆွဲထားတယ် လက်ရှိဒါလိရက်တည်မှုရကြတော့ Newcastle က Champion League ဝင်ခွင့်တောင်းမန်းနိုင်တဲ့အနေအထားဖြစ်နေတဲ့အတွက် Conference League ဝင်ခွင့်ကတော့ဒါအဆင့်ရှစ်နေရာကလည်းရနိုင်ချေရှိတဲ့အတွက်အရန်ကိုပဲ competitive ဖြစ်တဲ့စိတ်ဝင်စားစရာအရန်ကောင်းတယ်ဒီရသည်ဒါ Premier League မှာကြည့်မယ်ဆိုရင် Champion အပြိုင်မှုကအစောကြီးပြီးသွားတယ်တန်းစင်းစုံအပြိုင်မှုကအစောကြီးပြီးသွားတယ်တပတ်ထဲပေါ့နော်ဟုတ်ကဲ့ချန်ပီယံလည်းအပြေပေါ်တယ်တန်းစင်းစုံလည်းအဲ့ဒီနေရာတည့်ရတယ်ပဲနော်အပြေဒါအပြေပေါ်သွားတဲ့အခြေအနေဖြစ်တဲ့အတွက်ဒီဥရောပဝင်ခွင့်ကတော့ဒါအကျိတ်နေရှိနေတာပရီးမီးယားလိမှာ ဟိုဘယ်လိုပြောမလဲခံစားလက်ကြံခံစားမှုတစ်ခုပေါ့တကယ်လို့အဲ့နေရာတွေမှာပါအဖြစ်ပေါ်ရရင်ဆိုတော့ဒါယာတီလက်ကြံပေါ်တွေကဘာတိတ်ပြန်မှမရှိဘူးလေအခုကတော့ဒီဥရောပဝင်ခွင့်နေကြောင်းပရီးမီးယားလိပွဲစဉ်35 36 36 38ဒီယာတွေကတော့တကယ်ကိုပဲစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တွေဖြစ်လာမှာပေါ့နိဟုတ်ကဲ့ပါဒီညမှာထူးခြားအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ April ဒီလလဲပေါ့နော်ဒီလလဲအထီတောင်မှ Nottingham Forest အသင်းကဒါအဆင့်3မှာကတ်တည်နေတယ်တကယ်လဲအဲဘောလုံးသုံးသပ်သူတွေကဒါနောက်လာဒီမှာ Nottingham Forest ဒေဂျာမောက်ဒါချန်ပီယံလိဝင်မယ်လို့လည်းအားလုံးကခံမှန်းခဲ့ကြရပါတော့ဒါပေမဲ့အခုရာသီပိတ်ခါနေမှာဒါချိန်စွမ်းတာနော်ချိန်စွမ်းတော်တော်လေးကိုတိတိကျကျကြဆင်းသွားတယ်ရလက်တီကလည်းဒါနောက်ဆုံးပရီးမီယံလိခုနှစ်ပွဲမှာဒါတပွဲလားပဲသူနိုင်နေပါတော့ဒီစပါတင်ဟိုတသိန်းလားပဲနိုင်နေနောက်ပြီးတော့ပြီးခဲ့တဲ့ဒါလက်စတာကဒါသိကြတာဒါသူတို့တို့တော်တော်လေးကိုဘယ်လိုပြောမလဲထိုးနှက်ချက်တစ်ခုလည်းဖြစ်သွားတယ်လို့ပြောလို့ရတော့ဒါ forest အနေနဲ့ရောလက်ကျန်နှစ်ပွဲမှာအကိုအချင်းကြီးရောကောင်းနိုင်မှာ forest ကအကိုအနေနဲ့မလွယ်တော့ဘူးမလွယ်တော့ဘူးဆိုတော့ပုံမှန်ဆိုရင်တော့သူတို့ဒါလက်စတာကိုသိကြတယ်ဆိုရင် ဒါဖြူဖြစ်စင်မှာပဲလက်စတာနဲ့ဖောရက်ဆိုတာတကယ်အိုဝင်ရဲ့စဉ်းစားကြည့်လိုက်ပြီးခဲ့တဲ့ရာသီကမျိုးအနေထားမျိုးစဉ်းစားကြည့်ဒါဘာမှသိမကွာတဲ့ပွဲမျိုးလီရက်တည်မှုရတာတေရက်လက်ထွက်သွားတဲ့ပေါ့ဟိုဖောရက်ဘက်ကပြန်ကြည့်မယ်ဆိုရင်အမတ်ဆုံးရှုံးနေတကယ်ကိုအဲအသင်းစရာပွဲမျိုးဖြစ်ကောင်းဖြစ်နေမယ်ဒါတကယ်တမ်းယူတန်နက်ရှင်စဉ်းစားမယ်ဆိုတော့ဒီနေ့တင်းတလုံးရဲ့အစင်လာရရက်တည်မှုရဒါတွေကပုံမှန်အောက်တင်းနေဖြစ်နေရတဲ့အတွက်တေရက်လက်ထွက်တာတော့သိမလက်ခံလို့ရတဲ့အနေထားမျိုးပေါ့အခုပြောနေတာ ပြဿနာပါလဲဆိုတော့ဒီအသင်းပိုင်ရှင်မာရီနာကက်စ်ကဒီပွဲပြီးမှာဒါနီးပြနဲ့ထိတ်တက်ပြီးဘူးလောက်တာလေဒီဖြစ်ရတဲ့ကကြတော့ဟိုအသင်းသားတွေကြမှာဒါတိတ်ပြောမှာအပြုသဘောဆောင်တဲ့အချက်မျိုးတကယ်လို့ဆိုဒီလက်ချန်နှစ်ပွဲမှာဒါ Forest ကနိုင်လိုက်မယ်ဆိုရင်သူတို့အများကြီးမျှော်လင့်စရာရှိတယ်ဘာလို့လဲဆိုတော့ Champion League ဝင်ခွင့်နဲ့အားပြန်နေရတဲ့ Chelsea နဲ့သူတို့ကအင်ကွင်းနောက်ဆုံးပွဲကစားမှာ Chelsea ကိုနိုင်လိုက်တာနဲ့ကိုသူတို့ကအများကြီးမျှော်လင့်စရာရှိတယ်အခုအချိန်ဒီမှာကတော့ကစားမှရတဲ့ဒါ motivation ပိုင်းရန်ကိုပဲထိခိုက်သွားတယ်နောက်တစ်ချက်ကကြတော့ခဏတော့ဒါအဝင်ပြောတယ် Forest က Premier League နောက်ဆုံး9ပွဲမှာတပွဲပဲနိုင်တယ်အဲ့ဒီထက်မှဆိုရင်ဂိုးမသွင်းနိုင်တဲ့ပွဲတွေဒါရှိလာတယ်နောက်တစ်ခုကကျတော့ပေးဖို့တွေများလာတယ်ဒီရာသီ Premier League မှာဒီဂိုးကာဝယ်မှုတွေကြည့်မလားအော်အဓိကဂိုးကောင်ဝင်မှုပိုင်းပေါ့လေဂိုးကောင်ဝင်မှုပိုင်းနေ clean sheet တွေအဲ့ဒါကြည့်မယ်ဆိုရင်ဒါ forest ခန်းစစ်ကတကယ်ကိုအကောင်းဆုံးတော့မှာပါပါတယ်ဂိုးသမား sales ကလည်း premier league ရဲ့ဒါရွှေလက်အိတ်စုတော်မှာရနိုင်တဲ့အနေအထားမျိုးတွေရှိခဲ့တယ်ပြဿနာကတော့မာလာပြီဆိုတော့ forest ခန်းစစ်ကလည်းဒီနောက်ပိုင်းပွဲပွဲစဉ်တွေမှာကြည့်မယ်ဆိုရင် spa ကိုသူတို့နိုင်ခဲ့တဲ့ပွဲရလွယ်လို့ကျန်တဲ့ပွဲတွေမှာ ိုးတွေပြင်းအများကြီးပေးလာခန်းစစ်တွေအမားတွေများလာဒါကြည့်လိုက်တော့ဟိုသူတို့သုံးဆရာလူကဟိုရင်းရှင်းနေလူတို့30ရှိမှာ73ယောက်74ယောက်ပဲရှိတာဒါအမားကန်ကျန်တဲ့ဒီဘယ်လိုပြောမလဲတခြားအရင်လူရင်းကဘာမှသိမရှိဘူးအဝနီစင်တာပြီးခဲ့တဲ့လက်စတာနဲ့ပွဲမှာဒဏ်ရာရပါတယ်အဲ့အတွက်ယာယီလက်ချန်တဲ့ပွဲမှာဆိုခရစ်ဘူးတယောက်တည်းကိုပဲတိုက်စစ်မှာအားကိုးစရာရှိတယ်အလန်ဂါတို့တော့ဒီအိုဒရိုင်းတို့ဒီကစားမကြီးဒဏ်ရာရပါတဲ့အချိန်တွေမှာဆိုဒါတောင်မန်တိုက်စစ်တွေလုံးဝအားရောက်သွားတဲ့အချိန်ဟုတ်ဆိုရင်ဒါမူရီလိုဒဏ်ရာနေတယ်ဟုတ်တယ်မီလန်မီလန်ပါလဲ မီလောင်ကိုဗစ်ပဲဥဆောင်နေရတဲ့အခြေအနေ။အဲ့အတွက်ဒီ forest ခံစစ်ကလည်းရော်ရဲလာတဲ့အတွက်တေချာပါတယ်ယာယီလက်ကျန်တဲ့ဘွဲမှာပွဲစဉ်အနေထားရတော့အရန်ကြီးကြက်လာတာတော့မဟုတ်ဘူး။ဒါပေမဲ့လက်ရှိသူတို့ရဲ့ကစားသမားအင်အားနည်းတဲ့အခြေအနေနောက်တစ်ခါကျတော့ဒီအသင်းပိုင်ရှင်ဝင်းနောက်သွားတဲ့ကိစ္စဒီယာယီအတွက်ကတော့ဒါ forest ကတော့တိတ်ပြောမှအလားလာမကောင်းဘူး။ဒါပေမဲ့တခုပြောစရာရှိတာကသူတို့ကဒါလက်ကျန်တဲ့ဘွဲမှာတပွဲပဲနိုင်အောင်ဟိုပြောနေတာအဆင့်ခုနေရာလောက်ကိုသူကောင်းကောင်းရက်တည်နေတယ်ယူရိုပါလိဝင်ခွင့်ရခဲ့ရင်ကိုပဲ ဒါကျင်းတ်ဆရာပဲလीသူတို့ဟုတ်တယ်မလားသူတို့အောင်မြင်မှုတကယ်ရရတန်းစင်းရောက်ဖို့တော့သူတို့ရုံးကန်နေရတဲ့အတင်ဟာဒါလာလာမယ့်ရာသီယူရိုပါလိဝင်ဝင်ရမယ်ဆိုတော့ဒါအများကြီးကိုပဲကျင်းတ်ဆရာရှိမလို့ထင်တယ်ဟုတ်ကဲ့ပါဒါပြောရမယ်ကျွန်တော်မန်စီးတီးတင်းပေါ့လीမန်စီးတီးတင်းကတော့ဒါဝိုင်းနေပြားကြီးပါပက်ကွယ်အဲပက်ကွာလေးပေါ့လေအတင်းဆိုတော့ဒီအတင်းကတော့နောက်ကြိမ်မှာတေချာပေါက်ချန်ပီယံဒီဝင်ဝင်ကိုတေချာပေါက်ရမယ်လို့ကျွန်တော်ယူဆလို့ရတယ်ပေါ့နော်အဲသူအဲသူရောတူတော့မှမတေချောင်းတော့ညီဘာလို့လဲဆိုဘုံမောင်းနဲ့ ဘုံမောင်းနဲ့ကအိမ်ဝင်ဝင်တော့ဖွယ်နဲ့ကဝေးဝင်အဲ့တည်းမှာမှာ तू ကဘာပြဿနာရှိလဲဆိုတော့ဒီ FA Blah နဲ့နီးနေတဲ့ပြဿနာပေါ့နော်ဟုတ်ကဲ့စနေမှာ तू FA Blah ကစားရမယ်နောက်ဘုံမောင်းနဲ့ပွဲစဉ်ကကြတော့နှစ်ရချာသုံးရချာတပြောပါဒါဘုံမောင်းနဲ့ပွဲကစားရမယ်အဲ့ပွဲပန်းနေရဲ့အနေထားရဲ့နောက်လူကကြတော့ဒီစော်တင်တန်ကိုသူတို့တေးမချခင်မှာတော့ဒါမန်စီးတီးကလေးပွဲဆက်လာဘူးနိုင်နေနိုင်ပွဲလေးဆက်နေခြေစွမ်းလေးကောင်းနေရမယ်ဒါပေမဲ့အပြောင်းလဲများလွန်းနေတဲ့ပြဿနာပေါ့အခုဒီရာသီမှာဆိုရင် ဟိုဖူဒန်တို့ပါလာတဲ့ပွဲမျိုးစီကြည့်ကြည့်လိုက်စီတီရဲ့တိုက်စစ်ကဘာမှလုံးလို့မရဘူးနောက်ပိုင်းဒါဒူကူတော်တော်လေးအဆင်ပြေလာလို့ဒူကူရဲ့ဒီအလင်ခေါက်တွေနောက်ပိုင်းမှာဘယ်လိုပြောမလဲတော်တော်လေးကိုထိရောက်လာတယ်ဒူကူကပွဲပေါ် impact ဖြစ်လာတဲ့အခြေအနေကြောင့်စီတီကနည်းနည်းလေးပြန်ကောင်းလာတာဟိုပြောချင်တာကတော့စီတီကိုယ်တိုင်လည်းနည်းနည်းအမခန့်ချက်တင်နေရရောက်တော့နည်းနည်းလေးခက်အောင်မယ်ထင်တယ်ဟိုဒီနာလို့လေဟုတ်ကဲ့ပါဒါနီးပြရဲ့ဒါကွာရီယိုလာရဲ့သူ့ရဲ့လုံနိုင်စွမ်းရဲ့သူ့ရဲ့အတွေ့အကြုံနောက်ပြီးတော့ရှေ့မှာ ဖြတ်သန်းလာတဲ့သူတို့ရဲ့ဒီရာသီပိတ် run နေပေါ့ဒီ run နေမှာဒါ quality လာကောင်းကောင်းကြီးအသုံးချတတ်တာဆိုတော့ဒီတစ်ချက်တော့ကျွန်တော်ပြန်ပြီးစောင့်ကြည့်အောင်ပါဒါပေမဲ့တခုဒီမှာထူးခြားခြားနဲ့ဗမာဟိုဘယ်လိုပြောမလဲဒီလက်ကျန်နှစ်ပွဲမှာပေါ့လေဒါထူးထူးခြားခြားကျွန်တော်ဘာသွားတွေ့လဲဆိုတော့ဒါ Europa League final ကမ်းရမယ်နှစ်သိန်းနဲ့ဒါ Villa သွားစုံနေတယ်သွားစုံနေတော့ဒီနှစ်သိန်းကလက်ရှိမှာဒါ Premier League ကိုအာရုံစိုက်နေရမှာမဟုတ်ဘူးဆိုတော့ Villa ကတော်တော်လေးဟိုမျှော်လင့်ချက်အားကောင်းနေပေါ့နော်အဲသူနဲ့ပြန်ဖြစ်နေတဲ့ Chelsea ကဒီချိန်မှာပွဲချက် ကန်ရမှာပေါ့ဟိုအခုလာမယ်ဆိုရင်ဒါ United နဲ့ကန်ရမယ်ပြီးလို့ရှိရင် Nottingham Forest နဲ့ကန်ရမယ်ဆိုတော့ Villa ကဒါ Chelsea တက်တောင်မှအခွင့်အရေးတာနေရဆိုတော့ဒါ Villa ရဲ့ခြေစွမ်းပိုင်းอ่ะပေါ့ဒါဟိုလက်ကျန်တဲ့ဘက်မှာအနိုင်ရနိုင်နေရှိလာလို့ဒါကိုရင်းအမြင်ဆက်ပြောပြပေါ့ကျရှိလာတော့ပေါ့ဒီ Spar ကိုဖြစ်ချင်တဲ့ခါကျတော့နှစ်သင်းလုံးကဘယ်လိုပြောမလဲဘောလူပွဲကိုအောင်ဆက်မဲ့အချိန်ကြီးပေါ့လေဒုတိယပွဲစဉ်ကတော့အခုထင်တယ်ဒုတိယပွဲစဉ်ကတော့ဘောလူပွဲပြီးမှကစားရမယ်ထင်တယ်အက်စတန်အက်စတန်ဗီလာကအရင်ဆုံးဒီဘောနဲ့ကစားရမယ်စပါနဲ့ကစားရမယ် ဒီတစ်ပတ်မှာစပါးနဲ့ကစားနောက်ဒီတစ်ပတ်မှာကျတော့မန်ချက်စတာယူနိုက်တက်နဲ့ကစားမယ်အဲ့ဆိုတော့အဲ့ဒီနှစ်ပွဲကြားမှာကယူရိုပါလိဘောလူပဲကစားဖို့ရှိမယ်အဲ့ဆိုတော့တကယ်လို့ယူရိုပါလိဘောလူပဲအဖြစ်ကြီးရမှာပေါ့လေယူရိုပါလိဘောလူပဲအဖြစ်မှာတခုခုဒါယူနိုက်တက်ကနိုင်သွားတယ်ဆိုတော့အက်စတိုမီလာအတွက်ကတော့ဘာမှသိပြီးတော့မှအမှတ်လိုအပ်ချက်ရတော့သိမရှိဘူးတခုခုကိုပြောတာရှိကြကစပါးကောယူနိုက်တက်ကောကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်လိုင်းအပ်ပြည့်ထုတ်နေ ဟုတ်တယ်ကို లైట్ ఎఫ్ ఏ ထုံးတာသူတို့ဘာလို့ချင်မှန်းမသိဘူးတကူတော့ပရီးမီးယားလိမာလဲသူကနည်းနည်းလေးတော့လုတ်ပြကျင်တဲ့စိတ်မျိုးလေးရှိနေတဲ့အတွက်အက်စတိုမီလာလဲဟိုဘယ်လိုပြောမလဲထင်သားလောက်တိတော့ချုံးမွေးဖို့တော့မရှိဘူးဘောလို့သူတို့ကိုယ်တိုင်လည်းအကောင်းဆုံးဖြစ်ဖို့တော့လိုမယ်ထင်ပါတယ်ပွဲစဉ်စားရအမတ်လိုအပ်ချက်အရတော့ဘီလာတော့ပွဲချောင်တာပွဲချောင်တယ်လို့ပြောလို့ရပါပဲတစ်ဖက်ကအခုပြန်ကြည့်မယ်ဆိုရင်ဒီစပါးတို့မန်ချက်စတာယူနိုက်တက်တို့ကိုယ်တိုင်ကလည်းမထင်မင်းတင်လို့လာ లైన్ ပြည်နေကစားနေရဆိုတော့ဒီဟာလေးကိုလည်းအက်စတိုမီလာသတိထားဖို့လိုမယ်သူတို့ကိုယ်တိုင်အရေးကြီးဆုံးကတော့အကောင်းဆုံးပုံစံ ရနိုင်ဖို့လို့မထင်ပါလေလော်လော့ဆယ်အက်စတိုမီလာကတော့တော်တော်ကြီးကောင်းတယ်အထူးမြတ်တာဘိုးမောက်ကိုသူတို့အဝေးကွင်းမှာနိုင်သွားတဲ့ဘွယ်အဲ့ဒီဘွယ်မှာဆိုရင်ဂျက်ကော့ရန်စီကဒါအစိုးရထုတ်ခိုင်းရတယ်ဒီတယောက်ယောနဲ့အနီထားနဲ့ဒါဘိုးမောက်ကိုအဝေးကွင်းမှာနိုင်တယ်ဆိုတော့ဟာဘီလာကိုတော်တော် credit ပေးတယ်အဲ့ဒီအတွက်ကြောင့်လဲဘီလာကအာချန်ပီယံလိဝင်ခွင့်ရမယ်ဆိုရင်မန်နိုင်ချေရှိတယ်သူတို့မှာဘာမြင်ရလဲဆိုတော့ဒီဘွယ်ပေါ်အောင်ဆိုင်မှုနောက်တစ်ခုကကျတော့ကစားအားနောက်တစ်ခုကကျတော့ဒီ resilience ပေါ့နော်ခံနိုင်စွမ်းရင်အရန်ကိုကောင်းနေတဲ့အနီထားမျိုးလေးအကိုမြင်ရတယ်ဟို Guardiola ရဲ့ Man City လိုပဲ Aston Villa ကလည်းမနစ်ကပုံစံကိုပြန်ကြည့်မယ်ဆိုရင်ဒီ Unai Emery ရဲ့ဒီ Aston Villa ရာသီပိတ် runs နေမဆိုးတာလေးကိုတွေ့ရတယ်ဟုတ်ကဲ့ပါဒါ Arsenal ရဲ့ဟိုဟာကာဆဲပေါ့လေအထူးသဖြင့်ကာဆဲကတော့ဟိုသူ့ရဲ့လက်ကျန်တဲ့ပွဲကတော့ဟိုအာဆင်နယ်လေးကျန်မယ်နောက်ပြီးတော့ Everton ကျန်မယ်ဟုတ်တယ်ဒီနှစ်သင်းကလည်းလက်ရှိမှာဒါကာဆဲအနေနဲ့တော်တော်လေး ကံရခဲမှုလည်းထင်တယ်ဒါပေမဲ့တခုရှိကြတာကာဆယ်ယာဒီနောက်ပိုင်းမှာဒါဖောင်တော်တော်လေးပြန်မှန်လာတယ်နောက်ပြီးတော့ဒန်ယာဒန်ယာရကစားသမားတွေကလည်းဒါဂျူလင်တန်တို့ဘာလို့မရှိပြီမဲ့လဲတော်တော်လေးအားကောင်းနေတာဆိုတော့နယူကာဆယ်အခြေအနေကအခုဘယ်လိုရှိလဲမသိဘူးကာဆယ်ကကောင်းနေကာဆယ်ကတော့ပရီးမီယာလိနောက်ဆုံး22ပွဲမှာဆိုရင်ရမတ်က43မှတ်လား44မှတ်လားမသိဘူးအခုအတိအကျတော့မသိဘူးဒါတေချာတို့ကရမတ်40ကျော်တယ် ဒီပရီးမီယာလိပွဲစဉ်ဒီနောက်ဆုံး22ပွဲကိုတွက်ကြည့်လိုက်မယ်ဆိုရင်ဒါညူကာဆယ်တဲ့ပို့ပြီးတော့မှရမတ်ယူနိုင်တာဆိုလို့လီဗာပူးတသင်းနဲ့ပဲရှိတယ်ဟိုဒါလီဗာပူးတော့မှပြီးကြတဲ့ဘက်တီးကြွားရဲဆိုရင်ဒါအခုတွက်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီနောက်ဆုံး22ပွဲမှာရမတ်ယူနိုင်မှုအပိုင်းကဒါလီဗာပူးနဲ့ညူကာဆယ်တော့မှဒါတမတ်လောက်ပဲကွာမယ်ဟုတ်ကဲ့အဲ့အတွက်ဒါနောက်ပိုင်းပွဲစဉ်တွေမှာညူကာဆယ်ရဲ့ဒီရလာပိုင်းတွေကတော့အရန်ကိုကောင်းလာတခုရှိတာကတော့အဆုံးဖြတ်ပွဲစဉ်ကတော့သူကအာဆင်နယ်နဲ့အဝေးကွင်းပွဲစဉ်မှာကစားရမယ်အဲ့ဒီပွဲစဉ်မျိုးမှာတော့ ဟိုတည်ကန်နိုင်တော့ပြီးတာပေါ့လေတည်ကစားနိုင်ရင်တော့သူတို့တွေတည်ကြတော့ရှိသွားလိမ့်မယ်တကယ်လို့ရှုံးခဲ့ရင်ကတော့တည်ကြလဲအင်ကွင်းမှာကစားမဲ့ Everton နဲ့ပွဲစဉ်ကိုဒီကြောက်အနိုင်ကစားဖို့လိုတယ်တခုရှိတာ Newcastle ကကြတော့ Julian တို့မပါနိုင်ပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာကစားသွားပေါ့ Chelsea ကိုသူတို့တူးစီလို့နဲ့နိုင်ခဲ့တဲ့ပွဲမှာကစားသွားတဲ့ဟာဆိုရင်ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ကစားသွားတယ်ပုံမှန်ဆိုရင်ဒါ Newcastle ကတရားစီလုံးအကုန်လုံးဒါ4ဘက်နဲ့ပဲမြင်ရတာပြီးခဲ့တဲ့ပွဲစဉ်မှာတော့ဒါ3ဘက်ပုံစံ3ဘက်နဲ့ပြန်မြင်ရတာပြန်မြင်ရတယ် 3ဘက်သွားပြီးတော့မှ Jacob Murphy ကိုဒါ right back ပုံစံသုံးတယ်အဲ့ဒီသူ့အရှိမပုံမှန်ဒါဘယ်လိုပြောမလဲ Jacob Murphy နဲ့ပုံပြမအဆက်ဟမိနေရညတော်မှန်မှာဆိုရင် Jacob Murphy ကစားတိုက်စစ်မှာဆို Isaac ကစားဒီလိုပုံစံလေးကအဆက်ဟမိနေပေမဲ့လိုအပ်ချက်အရာ Julian Dan မပါနိုင်တဲ့အခြေအနေတခုမှာတော့သူတို့ဘက်ပုံစံပြောင်းလိုက်တာလည်းတော်တော်ကြီးကိုကောင်းတယ်အဲ့ဒီအနေထားလေးကိုဆက်ပြီးမှထိန်းနိုင်မယ်ဆိုရင်တော့ဒါ Newcastle လည်းအများကြီးမျှော်လင့်စရာရှိတယ်ပွဲစဉ်စရာအရာ Newcastle ကတော့ချန်ပီယံလိဝင်ခွင့်ကိုတည်ချာသလောက်ရှိတယ်လို့ကိုပြောလို့ရတယ်သူတို့ Arsenal ကိုဒါသူတို့အဝေးဘက်မှာရှုံး အိမ်ဝက်မှာဒါ Everton ကိုနိုင်တယ်ဗျာသူရဲ့အမှတ်လိုအပ်ချက်ကကျတော့တခြားသိနေရှင်သူကလောလောဆယ်မှာကျတော့ City ရဲ့အထက်အဆင့်3နေရာမှာတောင်ရပ်တည်နေတဲ့အတွက်တပွဲနိုင်တာနဲ့သူကလည်းဟို Champion League ဝင်ခွင့်ရဖို့တေချာတော့ရှိတဲ့အတွက် Newcastle လည်းဝင်နိုင်ချေရှိပါတယ်ဟုတ်ကဲ့ပါဒီအသင်းတွေထဲမှာကျွန်တော်အနေနဲ့ပေါ့နော်နန်နလီစိုးရင်မိတာ Chelsea ပေါ့ Chelsea ကဒါနီးပြားလဲဒီရာမှာပြောင်းလဲလုပ်ထားတယ်ကစားသမားတွေလည်းဒါဒီ top 4လေးလက်ထက်မှာပေါ့အများကြီးလဲဝယ်ထားတယ်ပေါ့ဒီရာဒီမှာမှာ ဒါ UCL ဒါဝင်ခွင့်ဒါမရရင်ဒါ Chelsea အနေနဲ့နောက်ရသမှာဘယ်လိုဆက်သွားမလဲဆိုတော့ဒါဆိုရင်ပြီးတော့ဒါ Chelsea ချင်းကြီးကဆက်ပြောပေးပါအောင်ကို Chelsea ကလောပွဲတော့ကြက်တယ်လို့ဒါပြောလို့ရဟုတ်ကဲ့ပြီးရင်ဒါ Nottingham Forest ကိုသူတို့အဝေးကွင်းမှာကစားရမယ်နောက်ပိုင်းဒီ Chelsea ရဲ့အဝေးကွင်း form လေးကလည်းနေနေဆိုရင်ညာရှိတယ်ပထမရာသီဘက်ကတော့အဝေးကွင်းတော်တော်ကောင်းတယ်အဝေးကွင်းကိုတင်အားလည်းကောင်းတော့အဝေးကွင်းနိုင်ပွဲလည်းအကောင်းဆုံးဆိုပြီးတော့မှာပွဲစဉ် ဒီ16ပေါ့လေပွဲစဉ်14-15လောက်ထိ Chelsea ကအဝေးခွင်းရလဒ်တွေတအားကောင်းခဲ့တယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်16နောက်ပိုင်းမှာ Chelsea ရဲ့အဝေးခွင်း form တော်တော်ကြီးကိုပြတ်သွားတယ်ပြတ်သွားတဲ့အချိန်တွေကြောင့်ဒီ Forest နဲ့ပွဲစဉ်ကလည်း Chelsea တတော်နည်းနည်းလေးတော့ခက်ခဲနိုင်တယ်အခုဒါအခုတို့အနေထားလေးကြည့်မယ်ဆို Chelsea က Conference League ဘောလူပွဲလည်းကစားရအောင်ပါဟုတ်ကဲ့ဘောလူပွဲကိုလည်းဘောလူပွဲဖြစ်သွားတဲ့အတွက်ဒီတခြားဒီအချိုဘောလူပွဲတို့ quarter final တို့သူဘလို့ပုံစံမျိုးဘောလူလူဆင်းတယ်ပဲပွဲထွက်လာဘူးစီဘောလူပွဲမှာတော့တည်ကြပါလေပွဲပေါ်အောင်ဆက်မှုနဲ့တူ အတောင့်တင်းဆုံးလူစင်ကိုပွဲထွက်အောင်မှာအဲ့အတွက်ပွဲပန်းတဲ့အနေအထားမျိုးလေးကိုဒါ balance တော်ပြောမှာညှိကြည့်ရမှာပေါ့နော်ပွဲစဉ်နေထားကလည်း Chelsea ကနည်းနည်းလေးကြက်တယ်ဒီတစ်ပတ်မှာ Manchester United ကစားမှာနောက်တစ်ပတ်မှာဒါ Nottingham Forest နဲ့ကစားမှာဆိုတော့ Chelsea အတွက်ကတော့နည်းနည်းလေးတော့ခင်းရင်ကောင်းခင်းရင်နိုင်နေပြီဟုတ်ကဲ့ပါဒါအကြမ်းမြင်ပေါ့နော်ဒါရေဘူးအနေနဲ့ပြောရမယ်ဆိုတော့ Castle ရဲ့ Man City ရဲ့ကတော့ဒါအချင်းချင်းကောင်းတယ်လို့ပြောလို့ရတယ်အမ်သူတို့အနေနဲ့ကတော့တပွဲလောက်ဒါအမှားခံလို့ရတယ်အနေအထားမျိုးတွေရှိနေပြီဒီ Chelsea တို့ forest တို့ villa တို့ကတော့တေးကြတယ်ဒီလက်ကြံပွဲတွေမှာ map ဟာ map win ဖြစ်ဖို့လိုတယ်ဆိုတော့ဒီ champion league ဝင်ဝင်တိုက်ပွဲတွေကလည်းတော်တော်လေးဒီကြီးကောင်းနေတယ်အားကောင်းနေတယ်ဆိုတော့ဟုတ်ကဲ့ပါဒါကျွန်တော်တို့ဒါလက်လက်ကြံနှစ်ပွဲပေါ့နော်ဒါဘလိုတွေရလက်တွေထွက်လာမလဲဘယ်အသင်းကဝင်ဝင်သွားအဲ champion league ဝင်ဝင်ရသွားမလဲဆိုတော့ကျွန်တော်တို့အားလုံးပဲဒီလိုစောင့်ကြည့်ရအောင်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ